ွေစားပါတာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မွန်ပြည်နယ်ထုတ်ကုန်ထဲမှာအဓိကထုတ်ကုန်တစ်ခုဖြစ်တဲ့ရောဘာအကြောင်းကိုတင်ဆက်ပေးကြပါမယ်ဒါကြောင့်ကျွန်တော်တို့မွန်ပြည်နယ်ရောဘာထုတ်လုပ်စိုက်ပျိုးသူများအသင်းအတွင်းမူကိုထွန်းထွန်းနိုင်နဲ့တွေ့ဆုံမေးမြန်းတော့မှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ရောကိုမွန်ထွန်းထွန်းနိုင်ရောနှစ်ဦးစလုံးကမွန်လူမျိုးတွေပေါ့လေဒါပေမဲ့ကျွန်တော်ဘလော့ကိုကြည့်နေတဲ့မွန်မဟုတ်တဲ့တခြားတိုင်းသားတွေအကုန်လုံးရောဘာနဲ့ပတ်သက်ပြီးတော့သိရှိနိုင်ဖို့အတွက်ကျွန်တော်ဒီဘလော့ကိုဗမာဘာသာနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မောရကအမောရကလာပါနော် ဒါကတော့ကျွန်တော်တို့မွန်ပြည်နယ်ဂေါ်ပါစိုက်ပျိုးထုတ်လုပ်သူများအသင်းအတွင်းမူကိုတို့ထွန်းနိုင်ပါကျွန်တော်အခုကိုတို့ထွန်းနဲ့တွေ့ဆုံမေးမြန်းသွားမယ့်အကြောင်းကိုအားလုံးကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်အဲကျွန်တော်တို့မွန်ပြည်နယ်ကမြန်မာနိုင်ငံမှာ rubber site ကအများဆုံးပြည်နယ်လို့သိထားတာပါလေလက်ရှိမွန်ပြည်နယ်မှာအကူက rubber အသင်းအတွင်းမူနေတဲ့တောင်ယူထားတော့ကျွန်တော်မွန်ပြည်နယ်ရဲ့ rubber site အကားနဲ့ site ဈေးဘောနောအစီချစ်နေတဲ့အကအရေးအတွက်တွေကိုလည်းပရမဆုံးနေနဲ့သိကြပါတယ်ခင်ဗျဟုတ်ကဲ့ပါ ကျွန်တော်တို့မြန်မာပြည်နယ်မှာဆိုလို့ရှိရင် robot size က9သိန်းကျော်ကျော်ရှိပြီးတော့အစည်းလေးကတော့3သိန်း6သောင်းကျော်ရှိပါတယ်ခင်ဗျာဂျန်နာကတော့ကျွန်တော်ထိန်းသိမ်း area တွေပါခင်ဗျာအဲ့တော့အခုလက်ရှိမှာပေါ့နော်ကျွန်တော်တို့ robot size မဲ့လူတွေအတွက်ပေါ့နော် တေကောက်ကိုကုန်ကြစိတ်ဘလောက်လောက်ရှိနိုင်လဲပြီးရင်အချိန်ဘယ်နှစ်နှစ်လောက်ယူရင်ကျွန်တော်တို့ဒီထောက်လုပ်နိုင်တဲ့အဆင့်ထိကိုရောက်လဲဆိုတာလည်းဟိုပြောပြပေးစေချင်ပါတယ် အဲကျွန်တော်တို့အခုတော့ပါဆဆိုင်မဲ့လူတော့ကျွန်တော်ကြိုးစားပါတယ်ခင်ဗျအထုပ်ပေးသည့်လဲကျွန်တော်တို့မုံမဆိုလို့ရှိရင်တော့ဒီ rubber ခြံတွေကတော့ပင်ဦးပင်ဟောင်းခုတ်လှည့်ပြီးတော့ပြန်ဆိုက်တာပဲရှိကောင်းရှိနေမှာခြံတဲ့နေရာတော့တိတ်အများကြီးတော့မရှိနိုင်တော့ပါဘူးအဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့မြေဝဲတာကိုကျွန်တော်တို့တွက်ချက်မှာတွက်ချက်မှုတော့လုပ်မှာမဟုတ်ဘူးဒီပြင်ဆိုက်တဲ့အချိန်မှာတော့ကျွန်တော်2018ကကျွန်တော်ဆိုက်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အစည်းလီအချိန်အထိပေါ့နော် ကျွန်တော်တို့ ဟို25သိန်းလောက်ကုန်ပါလေခင်ဗျကျွန်တော်တို့ဆက်ဆိုင်တဲ့အချိန်မှာကျွန်တော်10သိန်းလောက်ကုန်ပြီးတော့တစ်နှစ်ချင်းလိုက်မှာဆိုရှင်၄သိန်း၄သိန်းပါလောက်ကုန်ပြီးတော့6နှစ်စာမှာကျွန်တော်တို့အလုံးပေါင်းကျွန်တော်တို့20နဲ့ ငါးသိန်းနီးပါးလောက်ကုန်ပါတယ်ခင်ဗျအချိန်မှာတော့ကျွန်တော်တို့ကလုတ်တားဈေးတွေပေါ်မှာဒုတာရဲ့ရှားပါမှုတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီပြုတ်ပင်တွေရဲ့အနေထားပေါ်မှာတည်ပြီးတော့မှကျွန်တော်တို့နှစ်ဆဖြစ်ချင်းနဲ့ဖြစ်သွားနိုင်ပါတယ်ခင်ဗျအကိုတို့မိုဘီနယ်မှာပေါ့နော်ဘလူးပုံစံမျိုးကိုအများဆုံးစိုက်နေလဲဂိုင်းကူးပုံစံလားဟိုမျိုးစိပုံစံလားဒါမှမဟုတ်ရင်အခုဆိုတရုတ်နိုင်ငံမှာဆိုလဲဟိုတ िश ူကာချာတွေပါလုံနေကြတော့လက်ရှိကိုရေကန်မြေကန်နဲ့အကန့်ညီဆုံးပေါ့နော်အကိုရဲ့အတွေ့အကြုံရပေါ့နော် ဘယ်ဟာကို recommend လုပ်ချင်လဲခင်ဗျဟုတ်ကဲ့ပါခင်ဗျာနောက်ပိုင်းမှာတော့ကျွန်တော်တို့အခုလက်ရှိမှာတော့အရင်တုန်းကတော့ကျွန်တော်အစီစိုက်တွေတော်တော်များများရှက်ရှိခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ပင်အိုပင်ဟောင်းတွေခုတ်လှည့်ပြီးတော့မှကျွန်တော်တို့ဂိုင်းကူးတွေကျွန်တော်စားထိုးပြီးစိုက်ပြုတ်လာတာတော်တော်များများတွေ့ရပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စိုက်နေတာတော့အများဆုံးတွေ့ရတာဆိုတော့ BBN 24တို့အများဆုံးကျွန်တော်တို့တို့တို့စိုက်ကြပါတယ်ခင်ဗျာနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ RRID 251တွေကျွန်တော်တို့စိုက်လာပါတယ်အခုစိုက်ပြုတ်ရေးသူတင်တာစိုက်ပြုတ်ရေးကနေပြီးတော့မှဟို သိရှိပင်ဒုတိယဌာနကွယ်နေပြီးထုတ်လုပ်လိုက်တဲ့ဒီ PCRC PCRDC 2နဲ့6ကို တော့တို့စန်တာဆိုက်ပြုမယ်ဆိုတဲ့အနေထားလေးတစ်ခုလဲကျွန်တော်တို့အောင်မြင်တယ်လို့ကြားသိရတဲ့အတွက်ကြောင့်အဲ့ဒီ PCRDC 2နဲ့6ကိုလည်းစိုက်ကြမယ်လို့တော့ကျွန်တော်ညွှန်မှားပါတယ်ခင်ဗျအခုလည်းအကိုလည်းလက်ရှိလည်းအကိုစိုက်ထားတော့ဗောလေအကို channel မှာရောဘယ်မျိုးတွေနဲ့ဘယ်လိုပုံစံတွေကိုစိုက်ထားလဲပြီးတော့အထွက်တွေကိုလည်းကျွန်တော်ဟိုဝေမျှပေးစေချင်ပါအထွက်တော့ဘယ်လောက်ရှိလဲဆိုတာဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်ကတော့ လက်ရှိ site ဈေးပေါ့ဟိုလက်ရှိအစီလီးစလီးအခုမှဒီနှစ်မှစလီးတယ်ပေါ့နော်ကျွန်တော် site နေတာကတော့ BB BBN 24နဲ့ RRID 251ကိုကျွန်တော် site ထားပါလေခင်ဗျအစီလီးတက်တန်းကတော့အခုမှစတင်တဲ့စစတင်တဲ့နှစ်ဖြစ်တဲ့တော့ကျွန်တော်တော့အတိကျတော့ပြောလို့အဆင်မပြေသေးပါဘူးဒုဗီတီလည်းတခြားချန်ရှင်တွေကိုကျွန်တော်မေးကြည့်လိုက်တဲ့အချိန်မှာတော့တို့ကတော့တေကောက်ကိုထွက်နှုံးထောင်ကျော်တယ်လို့တော့ကျွန်တော်သိရှိရပါတယ်ခင်ဗျကျွန်တော်ဘက်ကတော့ဟုတ်ကဲ့ပေါင်ကိုပြောပါတယ်ခင်ဗျ နိုင်ငံ export အတွက်ပေါ့နော်စက်ရုံတွေမှာအရင်တော့ဆိုကျွန်တော်တို့ဒီမှိုင်းခံစနစ်မကောင်းလို့ကျိတ်တဲ့စနစ်မကောင်းလို့ quality ဘိုင်းကမမီလို့နိုင်ငံခြားကပို့တဲ့ဟို grade တွေမှာဟိုရော့တယ်ဆိုပြီးတော့ပေါ့နော်ဈေးနှိမ်ခံရတဲ့ကိစ္စတွေရှိတယ်။အဲ့ဒီပေါ်မှာရောဒီ upgrade ဖြစ်အောင်ဘာတွေလုပ်နေကြလဲအကိုတို့ကိုယ်တိုင်ရောဟိုဒီဟာနဲ့ပတ်သက်ပြီးလေ့လာခဲ့တဲ့အပိုင်းတွေလည်းရှိတယ်ဆိုရင်လည်းကိုနောင်ရောဘာ site တဲ့လူတွေရောလက်ရှိ site တဲ့လူတွေရောဟိုအတွေ့အကြုံလည်းရရှိခြင်းနဲ့ဟိုအသိဉာဏ်လည်းတိုးစေခြင်းနဲ့ဒါကိုလည်းအကိုဝင်မြှပ်ပေးလို့ရတယ်ဆိုပြီးဝင်မြှပ်ပေးစေချင်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျအရှင်ရုံးကတော့ကျွန်တော်တို့ကဒီနိုင်ငံတကာနဲ့ဆင်လို့ရှိရင်အခုအဓိကပေါ့အဓိကအိမ်ကြီးချင်းထိုင်းပေါ့ဗျာသူတို့နိုင်ငံနဲ့ဆင်လို့ရှိရင်ကျွန်တော်နိုင်ငံကထွက်တဲ့တော့ပါကွာဒီကတော်တော်လေးကွာချားနေတာကိုတွေ့ရှိရတယ်ရင်တို့ ရင်တော့ကျွန်တော်တို့ကဟိုထုတ်တဲ့ချိန်မှာပေါ့နော် ကျွန်တော်တို့ကဒီရောဘာရေတွေးကိုအချိန်မခံပဲနှစ်ထီး၅ချက်နမ၅ချက်ဆိုတဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ကအဆင်ပြေလို့ရောင်းတဲ့ခါကျတော့နိုင်ငံရဲ့ရောဘာပုံရိပ်ကပြပြနဲ့ကျွန်တော်တို့ကြာချင်းလာခဲ့တယ်ကြာချင်းလာတဲ့ချိန်မှာကျွန်တော်တို့ကရောဘာကိုရောင်းတဲ့ချိန်မှာနိုင်ငံတကာနဲ့ရှင်ပြီးရောင်းတဲ့ချိန်မှာတော်တော်လေးကိုကျွန်တော်တို့ကဟိုဈေးနှိမ်ခံပြီးတော့ရောင်းချနေရတဲ့အနေအထားတစ်ခုရောက်ရောက်ရှိနေတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ပြီးခဲ့တဲ့ကိုဗစ်မတိုင်ခင်ကနေစပြီးတော့ပေါ့နော်မြန်မာနိုင်ငံရောဘာတင်းပြီးသွားလို့ရှိရင်မွန်မြင်တဲ့ရောဘာတင်း တက်ဆိုင်ရာဒီနယ်ဆိုးရအဖွဲ့တွေကလည်းပူးပေါင်းပြီးတော့ပေါ့နော်ကျွန်တော်တို့တို့ကနေပြီးတော့မှဟိုဒီ data မှာမုန်ကြီးနယ်မှာရှိတဲ့ဒီ rubber ရေတွေးတိုးတက်ကောင်းမှုဆိုတော့တိုးတက်ကြိုးစားအားထုတ်လာတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်တို့ရေတွေးကောင်းတဲ့ rubber တွေမျိုးတော်တော်များများထုတ်လုပ်နိုင်ပါတယ်ပြီးသွားလို့ရှိရင်အခုဆိုလို့ရှိရင်အစည်းအဝေးနေပြီးတော့မှ rubber ရေတွေးကောင်း rubber ကိုထုတ်လုပ်တဲ့ဆက်ယုံတွေပဲတော်တော်များများပေါ်ထွက်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကနိုင်ငံတကာနဲ့ဈေးနှုန်းနဲ့ရှင်ပြီးလို့ရှိရင်မကြခင်မှာတော့ကျွန်တော်တို့ဒန်းလူရလာရင်ရနိုင်မယ်လို့တော့မျှော်မှန်းပါတယ်ဒုဗေ တဘာဝပွားမွန်းကြီးကိုလေးထားတဲ့ EUDR ဆိုတဲ့စနစ်ဒီလေးတစ်ခုပေါ့နော် EU နိုင်ငံထုတ်လိုက်တဲ့သူတို့ရဲ့ EUDR တော့ရူးလေးတစ်ခုကိုကျွန်တော်လိုက်နိုင်ပြီးထုတ်လို့မယ်ဆိုလို့ရှိရင်ဒုနိုင်ငံတကာရဲ့ဈေးနှုန်းနဲ့တန်တန်းတူမကဘူးเนาะပို့ပြီးတော့ရနိုင်တဲ့အနေအထားမှတစ်ခုမှရှိမှာတယ်ခင်ဗျဟုတ်ကဲ့ကိုအခုကိုပြောတဲ့အထက်မှာစိတ်ဝင်စားစရာကောင်းဒီ EU ကသတ်မှတ်ထားတဲ့စံနှုန်းပေါ့နော်အဲ့ဒါတွေကဟိုအခြေခံပေါ့နော်ကျွန်တော်တို့ဒီတာမန်လူတွေသိနိုင်အောင် အခြေခံအချက်လေးတွေဘာတွေဖြစ်မလဲပို့ဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့တဘာဘာပေါင်းပေါင်းကြီးကိုအလေးထားတဲ့စနစ်လေးတစ်ခုပေါ့နော်တို့ကသတ်မှတ်ထားတဲ့တို့ရဲ့ rule လေးတွေရှိပါတယ်ခင်ဗျာအဲ့ဒါကိုလည်းကျွန်တော်တို့မကြာခင်မှာချိန်တွင်းမှာပေါ့နော်ကျွန်တော်တို့ထုတ်ပြန်သွားဖို့ရှိပါတယ်ဟို EUDR နဲ့ပတ်သက်ပြီးတော့ပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မြန်မာတဘာဝရောဘာရေစီတီတက်မှုပေါ်ဆောင်ရေးအသင်းဆိုတော့ကျွန်တော်ဖွဲ့ထားတာရှိပါတယ် NSNRA ဆိုပြီးတော့ကျွန်တော်ဖွဲ့စားတာလည်းရှိပါတယ်အဲ့ဒီကနေပြီးတော့မှဒီ EUDR EUDR နဲ့ပတ်သက်တဲ့ guideline တွေသူတို့ရေးဆွဲထားပြီးတော့မကြခင်မှာသူတို့ထုတ်ပြန်မယ်လို့ကျွန်တော်တိရှိရပါတယ်ခင်ဗျာအဲ့ကနေပြီးတော့တဆင့်ပေါ့ကျွန်တော်တောင်းလို့လေးကိုကျွန်တော်တို့ပြန်လဲဖြန့်ဝေတော့မှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်မော်မာဆိုလို့ရှိရင်တောင်းလူငယ်တွေတအားများတဲ့အတွက်ကြောင့်ပေါ့နော်ဒီကတောင်းလူငယ်တွေမှာ EUDR ရဲ့စံနှုန်းကိုလိုက်နိုင်ပြီးတော့မှကျွန်တော်တို့တပတ် EUDR ကိုရောင်းနိုင်ဖို့အတွက်ဒရောဘာကိုထုတ်လို့ရောင်းချနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဈေးနှုန်းပုံမှန်များများရရှိနိုင်မှာအတွက်ကြောက်ဖို့ပေါ့နော်ကျွန်တော်တို့တောင်းလုံငယ်တွေအများဆုံးသိရှိနိုင်အောင်တော့ကျွန်တော်စူးစမ်းဆောင်ရွက်သွားပါမယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီ EUDR ဆိုတာကတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ကိုပဲရည်ညွှန်းချင်တာလားကိုတဘာဝပတ်ဝန်းကျင်တဘာဝပတ်ဝန်းကျင်လေးစားလိုက်နာတော့ rubber ကိုထုတ်လုပ်တဲ့ဥစားလေးကိုသူတို့ကရည်ညွှန်းတာခင်ဗျအဲ့တော့ကျွန်တော်တို့အခုမော်ပီနယ်မှာပေါ့လက်ရှိဟိုကျွန်တော်တို့အစင်စက် rubber လုတ်ခဲ့တယ် ဲ့တော့ဒီလုံသားအပိုင်းမှာကြတော့အခုလိုမျိုးနိုင်ငံခြားတော့လည်းထွက်နေတယ်ပြည်တွင်းမှာလည်းဘောနော်ဟိုကျွမ်းကျင်လုံသားတွေရဲ့အခြေအနေတွေအကိုတို့လက်ရှိလုံနေလူတွေဘလို့တွေကြုံတွေ့နေရလဲဘောနော်ဒါနဲ့ပတ်သက်ပြီးတော့အကိုဘာမှပြောခြင်းလဲဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကတော့လက်ရှိမှာတော့ဒီမွန်ကင်တင်းလိုက်ဒေတာကတော့ကျွန်တော်တို့ rover ကအဓိကစိုက်ပျိုးတဲ့ data ဖြစ်တယ်လို့ပြီးွားလို့ရှိရင်ဒီချစ်ပြောင်းလုပ်တာတွေရဲ့ data ကိုလည်းကျွန်တော်အများဆုံးခံရတဲ့ data ဖြစ်ပါတယ်အဓိကတော့ချစ်ပြောင်းလုပ်တာလို့ပြောတဲ့နေရာမှာကျွန်တော်တို့ monkey တင်းနိုင်မှာရှိတဲ့ဒူးငယ်တွေအားလုံးကတော့ တခြားနိုင်ငံကိုထွက်ကြလာပေါ့နော်ဟိုဒီကြီးကယူရီးယားကိုသူတို့ဥတီပြီးတွားတာများပါတယ်အဲ့လိုတွားတဲ့အချိန်မှာကြတော့ကျွန်တော်တို့ကဒီရှိနေတဲ့ဒုငယ်တွေနေရာမှာကျွန်တော်လောက်ကိုင်းနိုင်ငံနိုင်ငံနဲ့ဒုငယ်တွေအားလုံးကအားလုံးနှီးပါလောက်နင်းနီးကကျွန်တော်တို့ယူရီးယားကိုခြိတက်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီနေရာမှာဒီဘဝဘာချံလုံနေတဲ့လူတွေရဲ့နေရာနေရာကိုအစားထိုးဖို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘူတိုင်းပြီးသွားလို့ရှိရင် area တိုင်းအစားရှိတဲ့ဒီကျွန်တော်တို့ဒီ ကျန်တဲ့တိုင်းနေဒေတာတွေကလူတွေကိုကျွန်တော်တို့ပြန်လဲပြီးတော့ရှေ့ပြောင်းလုပ်တာနေလဲကျွန်တော်တို့ပြန်လဲအသုံးပြုပြီးတော့ဟိုလုံဆောင်နေရတဲ့နေရာဒေတာတစ်ခုဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဒီလူတွေကလည်းဒီနေရာမှာလုတ်ပြီးွားလို့ရှိရင် နောက်နှစ်တနောက်နှစ်တွေမှာဆိုလို့ရှိရင်တို့ရဲ့ဒီတခြားဒီအိမ်ကြီးချင်းကိုကူဖို့အတွက်တို့မှာဝင်ငွေတစ်ခုရှိွားလို့ရှိရင်ချက်တဲ့တို့ပြန်ကူွားရတဲ့အတွက်နောက်ထပ်နောက်ထပ်တော့လူရှေ့ပြောင်းလုပ်တာတွေကိုကျွန်တော်တို့ပြန်လဲစုဆောင်ရတဲ့အနေအထားတစ်ခုရှိပါတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီလုတ်တာကျွမ်းကျင်လုတ်တာ ဒီမှာကျွန်တော်တို့တော်တော်လေးကိုဒီခက်ခဲမှုရှိပါတယ်ခင်ဗျာကျွန်တော်တို့တော့ပါကဏ္ဍမှာပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လုပ်သားတွေကလုံးဝမတည်မြဲဘူးပြီးွားလို့ရှိရင်ကျွန်တော်တို့စီးလီတဲ့လုပ်ငန်းလေးတစ်ခုမှလို့ဆိုရင်တောင်းဘောမှာဆိုလို့ရှိရင်တောင်းလို့ငယ်တအားများတယ်အဲ့တအားများတဲ့အတွက်ကိုကျွန်တော်တို့ဒီကျွမ်းနေလုပ်သားကမလုံလောက်တဲ့ခါကျတော့အဆင်ပြေတဲ့လူနဲ့ကျွန်တော်တို့သွားရတယ်သွားရတဲ့ခါတော်မှဦးတော်မှကျွန်တော်လက်ရှိမှာကျွန်တော်တို့လူကလုံလောက်မရှိပါဘူးဟိုလုံနိုင်တဲ့ဒီ channel အားလုံးရဲ့ ခွန်ဆယ်ရံအနုံးလောက်တော့မှကျွန်တော်တို့ဖွင့်လို့အဆင်မပြေသေးပါဘူးခင်ဗျာအာတချို့တွေအရင်ကြီးရှိတယ်နိုင်ငံသားတွေပတ်စံတွေပို့တယ်ကျွန်တော်တို့ကိုဒေတာမှာပေါ့နော်ဟိုငွေကြေးပမာဏအမောက်ဘလောင်းနဲ့ဘလို့စတဲ့လေဟိုဒီပရမဇောနမီယိုဖလာဘောနဒီကနေစီဝါဖြစ်သွားဖို့အဆင်စင်ပေါ့နော်ကိုဘလို့များအကြံပေးခြင်းဟုတ်ကဲ့ခင်ဗျရောဘာက site တင်တဲ့ဒီနံတစ်ခုပါတို့ပြည်ဒီကျွန်တော်တို့ပြည်နယ်မှာ site နေတာကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ပြည်နယ်မှာ site နေတာကမီယိုဖလာကိုကျွန်တော်တို့ အားကျွန်တော်တို့မစွန့်လွတ်ပဲနဲ့ကျွန်တော်တို့စီးပွားဖြစ်သီးနှံအဖြစ်ကျွန်တော်တို့ပြောင်းပြီးလုပ်ကြရမယ့်အနေအထားတစ်ခုကိုကျွန်တော်မရောက်သေးတဲ့အနေအထားတစ်ခုတွေ့ရတယ်။ဘာကြောင့်လို့ကျွန်တော်ဆိုလို့ဆိုလို့ရှိရင် rubber ကို site လို့ရှိရင်ကျွန်တော်တို့ဟိုနေကနေအစပေါ့နော်။ပြီးွားလို့ရှိရင်မျိုးမျိုးမျိုးပြီးွားလို့ရှိရင်ပြုတ်ပြင်းထိန်းထိန်းဆော့ဆော့တဲ့စနစ်ကဒီမှန်မှပဲကျွန်တော်တို့အစီလီတဲ့အချိန်မှာကျွန်တော်တို့တတ်မှတ်ထားတဲ့အစီလီဟို site ဟိုအထွက်နှုံရမှာပေါ့နော်အဲ့လိုအထွက်နှုံရတဲ့အချိန်မှာတော့မှ ကျွန်တော်တို့အစည်းလီးတဲ့ချိန်မှာအစည်းလီးကျွမ်းရင်လောက်တာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တတ်မှတ်ဖက်နှုံးအထိကိုကျွန်တော်တို့မရနိုင်ဘူးအဲ့အဲ့လိုစိုက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစစိုက်တဲ့အချိန်ကစမြေပြင်တဲ့အချိန်နဲ့စပြီးတော့ကျွန်တော်တို့ဒီအစည်းလီးတဲ့အချိန်အထိတက်ဆန်းတစ်ချောင်းလုံးမှာရှိတဲ့ကုန်ကြမ်းချိတ်တွေရှိပါတယ်အဲ့ဒီကုန်ကြမ်းချိတ်တွေကိုကျွန်တော်တို့လက်ရှိမှာတော့နိုင်ငံရကြကိုထွက်ပြီးလုံးလုံးနေတဲ့လူငယ်တွေတော့တတ်နိုင်ပါတယ်ဒုဗေတီတို့တို့တို့ခြံကို ကြည့်စုလျှောက်လျှောက်ပေးမဲ့လူကသူကုမီတုမီတာဆိုတဲ့လူကဖြစ်ဖို့စိတ်ဝင်စားနဲ့လုပ်ဖို့လိုပါတယ်ခင်ဗျအဲ့တော့မှပဲဒီခြံကဖြစ်တယ်ဖြစ်တည်နိုင်မဲ့အနေအထားမှာရှိပါတယ်ခင်ဗျကျွန်တော်တို့ rubber ကို site rubber က site ပစ်လို့ရတဲ့အမျိုးပါပဲဒုတ်ပေတိလည်းဟို site တန်းပြီးတော့ပစ်တိုင်းလို့ရှိလို့ရှိရင်လည်းပစ်ထားလို့ပဲကျွန်တော်တို့ကအစည်းထွက်ထုံးရပါလိမ့်မယ်ခင်ဗျ site ပြီးတော့ကျွန်တော်ကောင်း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 မထင်းထင်းလျှောက်လျှောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အထွက်လုံးတိုင်းကိုကျွန်တော်ရမှာအဲ့ဒီတော့ကြောင့်မို့ကျွန်တော်ကတော့ ဥစားပေါ့ရာဘာစိုက်နေတဲ့လူငယ်တွေကိုအထူးမှကြာကျင်းတယ်ကတော့မီယိုဖလာတိုင်းကိုမစိုက်စေချင်ဘူးရာဘာကိုစီးပွားဖြစ်တင်းနိုင်နေတဲ့စိုက်စေချင်ပါလေအဲ့ဒီစိုက်တဲ့ချိန်မှာလဲရာဘာကိုစိုက်ဖို့အတွက်ကိုဒီမိမိရဲ့မီတာစုကနေပြတော့မှဥစားကြီးကြက်ဖို့အတွက်မော်ကြီးကြက်တဲ့လူငယ်ကတကယ်ရှိရလားအမှန်တကယ်ရှိရလားဟို မိတ်ဆွေပေါင်းရင်းတွေကိုအားကိုးပြီးတော့ပစ်ထားမယ်ဆိုလို့ရှိရင်ဒီခြံကြီးကတကယ်ရောဒီမိတ်ဆွေပေါင်းရင်းကတကယ်ပဲလုတ်ပေးနိုင်တလားဆိုတဲ့ဒေတာတစ်ခုဆန်းစစ်ဖို့လိုပါတယ်ခင်ဗျအဲ့လိုတကယ်မှန်တကယ်လုတ်ပေးနိုင်တဲ့လူရှိမှပဲဒါပါဘာကိုစိုက်သိမ့်ပါလေခင်ဗျဟုတ်ကဲ့အခုပေါ်လေတော်တော်များများပေါ်နေမြို့လို့မြေရန်ဟိုတောင်ဆောင်နေမှာလဲတွေ့မြကျွန်တော်တို့ data မှာဆိုရင်ဒါပါဒီ site နဲ့တကယ်တော့ဒီလိုစိုက်ရင်စီးပွားဖြစ်နိုင်ပါမလားသိချင်တဲ့မိကွန်းကမြေပြမဟုတ်ဘဲနဲ့တောင်ဆောင်မှာစိုက်နေတဲ့ဟိုပါဒီကစီးပွားဖြစ်အနေထားရောတွက်ချေ ိုက်နိုင်ရလားဟုတ်ကဲ့ခင်ဗျအဲ့ဒီမှာကျွန်တော်လည်းအဲ့ဒါလေးကိုပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ကဒီတောင်ဆောင်မှာစိုက်တဲ့ပြဿနာပေါ့နော်တောင်ဆောင်မှာကျွန်တော်တို့မြေရှိတိုင်းကျွန်တော်တို့စိုက်ကြတယ်တို့ပဲချုပ်နေရမှာတောင်ဆောင်ဖြစ်နေတယ်အဲ့ဒီတောင်ဆောင်တွေကိုကျွန်တော်တို့စိုက်တဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ကတကယ်တကယ်ကြလို့ရှိရင်ကျွန်တော်တို့ကွန်ဒိုစနစ်ကိုလို့ကျွန်တော်တို့ try try လုပ်လိုက်မှာဆိုလို့ရှိရင်ကွန်ဒိုစနစ်ကရဲ့ဒီတောင်ဆောင်ရဲ့အဆောင်ဒီဂရီက30ရာခိုင်နှုန်း30ဒီဂရီကျော်ရတော်လို့ရှိရင်မစိုက်တင်တော့ဘူးကျွန်တော်30ဒီဂရီရဲ့အောက်မှာကျွန်တော်စိုက်ရမယ် ပြီးတော့လို့ရှိရင်ကွန်ဒိုစနစ်ကလည်းကျွန်တော်တို့ကွန်ဒိုစနစ်ကလည်းကျွန်တော်တို့တကယ်ကို အဆင်ပြေတဲ့ကွန်ဆိုစနစ်နဲ့ကျွန်တော်စိုက်တင်ပါတယ်ဟိုဖြစ်တဲ့ဆန်းကွန်ဆိုစနစ်နဲ့တော့စိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ကိုယ်တိုင်လည်းခံစားခဲ့ရပြီပေါ့နော်တကယ်အစီလီတဲ့ချိန်မှာလောက်တာဆရာပါကျွမ်းကျင်လောက်တာဆာပါပြတ်တနာနဲ့ကြုံတွေ့ရတဲ့ခါကျတော့ကျွန်တော်အစီလီလောက်တာကိုစားသူပေးတာတော့မဟုတ်ဘူးထောက်ဝက်စားပေးတာတော့မှသူတို့ကမလီးနိုင်တဲ့အနေအထားတစ်ခုကိုကြုံတွေ့ရတယ်ကျွန်တော်တို့အစီလီလို့မရဘူးအဲ့တော့ကြောင့်မို့ကျွန်တော်တကယ်ကိုစိုက်တဲ့ချိန်မှာ driver ကိုစိုက်တိုင်းနေရှိတိုင်းစိုက်လို့အဆင်မပြေပါဘူးခင်ဗျမိမိတို့ရဲ့ site စနစ်တွေတေချာပြီးွားလို့ရှိရင်ကျွန်တော်တို့တကယ်ကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိနှိုင်းတိုင်ပင်ပြီးတော့မှဒါဒီမီယာ site team site team ဆိုတဲ့ဥစားလေးကိုပြန်ပြီးဆက်စစ်ရမယ်ဆက်စစ်ပြီးွားလို့ရှိရင်မင်းတို့ site team လဲဆိုလို့ရှိရင်ဘလို့စနစ်နဲ့ဆက်ရမလဲဆိုတဲ့ဥစားလေးတခုကိုတော့တေချာစီမံကြီးစီမံချက်ရေးဆွဲပြီး site team ပါတယ်ဆိုတော့ကျွန်တော်အကြံပြုတင်ပြချင်ပါတယ်ခင်ဗျာအဲ့တော့အခုကိုပြောချင်တာကမြေတွေ့တိုင်း site နေလဲဘာမှအကျိုးမဖြစ်ဘူးလို့ပြောရလဲပြောလို့ရတာပေါ့ဟုတ်ကဲ့ပါခင်ဗျာအခုနောက်ကျွန်တော်တခုပေါ့နော်တချို့အရင်းအမြစ်နေ site ထားတယ်ခင်ဗျာပြီးတော့ဆက်ပြီးတော့ပြည်ပြင် moment မလုံနိုင်ဒီတိုင်းတော့ဖြစ်သွားတဲ့နေရာတွေရှိဟုတ်ကဲ့ အဲ့ဒါတွေကြတော့ဘလိုမျိုးပြန်ပြီးဖတ်ဆယ်လို့ရမှာလဲအာကျွန်တော်တို့ကလက်ရှိနေထားရကျွန်တော်တို့အစိစိုက်ပေါ့နော်ရိုင်းပင်လို့ပြောလို့ရှိရင်ကျွန်တော်အစိစိုက်တွေကတကယ်တကယ်ကြတော့ဗီဇမမှန်ဘူးပေါ့ဗျာဗီဇမှန်ထွက်တဲ့ပင်ကထွက်တယ်မထွက်တဲ့ပင်ကမထွက်ဘူးအဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့အဲ့ဒီကောင်ကြီးကစိုက်ပြစ်ပြစ်ထားတဲ့ channel ဆိုလို့ရှိရင်တော့လက်ရှိမှာတော့ကျွန်တော်တို့ထင်းတွေကဈေးကောင်းပါတယ် rubber တစ်ပတ်လောက်ရတယ်ဈေးကောင်းပါတယ်အဲ့ဒီကောင်တွေကိုပြန်ပြီးတော့တစ်ပတ်လောက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ကတစ်ပင်တွေကိုပြန်ပွေးလိုက်ပါအချိန်တန်တစ်ခုရလို့ရှိရင်တစ်ပတ်လောက်အနေနဲ့ ဟိုထုတ်ရောင်းပြီးတော့မှခြံကိုပြန်ပြင်ပြီးတော့မှတကယ်ကျွန်တော်တို့ပင်ပွင့်ဟောင်းခုတ်လွဲခုတ်လွဲ area နဲ့အစ်ပြန်လျှောက်ပြီးတော့မှကျွန်တော်တို့ data နဲ့ကန့်ညီတဲ့မျိုးပြီးတော့ဟိုပင်ချတန်းချမ်းမှန်မှန်လေးနဲ့စိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ခုနှစ်ကတည်းကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ကိုကိုတိုင်းဒီဘာဘာအတင်းပေါ့နော်အတင်းမှုတယောက်အနေနဲ့ဟိုနိုင်ငံသားတွေလည်းတွားလိလာခဲ့တယ်ရှိတယ်ဟိုထိုင်းတို့တရုတ်တို့ပေါ့နော်မြန်မာနိုင်ငံနဲ့ဘယ်ဘိုင်းနေမှာအဓိကကွာခြားလဲ ဒီပေါ်မှာရောအခုအမြင်ပေါ့နော်အဲ့ဒါလေးကိုလည်းသိကြပါလားခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်လက်ရှိတော့ရိုးတရားနဲ့ပဲကျွန်တော်နည်းနည်းရှင်းကြည့်လိုက်မှာပေါ့နော်ကျန်တဲ့နိုင်ငံတွေကတော့လုံးတော့အများကြီးလုံနေတာကိုတွေ့ရတယ်ဒါပေမဲ့ဟိုကျွန်တော်တို့မှာရှိနေတဲ့ဥစ္စာကတော့ဒူဒူရင်ကတော့ကျွန်တော်အကုန်လုံးကတော့ကျွမ်းကျင်ပညာရှင်တွေအကုန်လုံးနေရာအနှံ့မှာရှိထားပြီးဒါပဲဒုပေတိလည်းကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့မှာအဓိကဟိုခဏကပြောတဲ့ဥစ္စာပေါ့ကျွန်တော်တို့ဒီ data နဲ့ကန့်ညီတဲ့မျိုးတွေကိုမမှန်ကန်ရွေးချယ်စိုက်ပျိုးနိုင်တဲ့ ဟိုလူတွေကကျွန်တော်တို့မှာနည်းနည်းနေသေးတယ်အခုနောက်ပိုင်းတော့တော်တော်များလာပါပြီခင်ဗျဘာကြောက်လဲဆိုတော့ကျွန်တော်တို့ကမျိုးဖက်လာကနေပြီးတော့မှကျွန်တော်တို့ဒီစီးပွားဖြစ်ဆက်ပြူးနိုင်တဲ့နီးစနစ်ကိုကျွန်တော်တို့တွားမအဆင်ပြေနိုင်မယ်နောက်ပြီးတော့ကျွန်တော်ရောဘာထုတ်လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကသူများတဲ့နီးတူပေါ့နော်ဟိုကျွန်တော်တို့ data မှာတခုမှာရေသွေးတူညီတဲ့ rubber တွေကိုကျွန်တော်စုပေါင်းပြီးထုတ်လုပ်မှန်ဆိုလို့ရှိရင်ရောင်းချနေရမှာလဲကျွန်တော်တို့ဈေးကောင်းတစ်ခုကိုကျွန်တော်တို့ဟိုတွားနိုင်တယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိပေါ့เนาะကျွန်တော်တို့အတင်းနေတဲ့ ရောဘာကွန်စီတိုင်ပေါ့ရောဘာတောင်းလုံးငယ်တွေများတဲ့အတွက်ရောဘာတောင်းလုံးငယ်တွေရောင်းဝယ်တဲ့နေရာမှာကျွန်တော်တို့ဈေးဈေးကိုထိုက်တဲ့ဈေးနှုန်းရရှိနိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ရောဘာကွန်စီတိုင်လေးတစ်ခုကိုကျွန်တော်တို့ပြည်နယ်ဆိုးရွားဖွဲ့ရဲ့အကူအညီနဲ့ပေါ့နော်ကျွန်တော်တို့ရောဘာကွန်စီတိုင်တစ်ခုကိုဖွင့်ဖို့စူးစမ်းဆောင်ရွက်နေပါတယ်အဲ့လိုဆောင်ရွက်နေတဲ့အချိန်မှာပေါ့ပေါ့နော်ကျွန်တော်တို့ကရောဘာတောင်းငယ်တောင်းလုံးငယ်တွေဥတည်ပါတယ်ရောဘာတောင်းလုံးငယ်တွေဈေးကောင်းရမှာပဲကျွန်တော်တို့ရောဘာ ခန္ဓာကြီးကတိုးတက်လာမှာအဲ့တော့ကြောင့်မရောဘာစိုက်တဲ့လူများလာမယ်ပြီးသွားလို့ရှိရင်ရောဘာရေသွေးဥပိုင်းကိုကောင်းမွန်တဲ့လူတွေထိန်းသိမ်းတဲ့လူတွေပိုများလာလိုက်မယ်အဲ့ဒီများလာတဲ့အမြကျွန်တော်တို့ကဟိုဈေးခွက်လေးတစ်ခုကိုကျွန်တော်တို့မြန်မာရောဘာပုံရိပ်တိုးတက်လာမယ်ဈေးခွက်လေးတစ်ခုရလာလို့ကျွန်တော်မြန်မာမှတ်တယ်ခင်ဗျာတရှိရနိုင်ငံကြောင်းကိုဘယ် grade တွေအများဆုံးပုံရခုကျွန်တော်တို့ကတော့တော့နောက်အောက်ဆုံး grade ပါပါခင်ဗျာအမှိုင်းကရောဘာ RSS 5လို့ပြောတယ်မယ်ချို5တွေဆိုလို့ရှိရင်ကျွန်တော်တို့ လက်ခံလို့မရတော့ fight တွေတောင်းရှိနေတဲ့အနေအထားတစ်ခုရှိနေပါတယ်ပြီးွားလို့ရှိရင်အခုနောက်ပိုင်းတော့ DSR ဆက်ယုံနေရှိလာတယ် DSR ဆက်ယုံနေပြီးတော့မှကျွန်တော်တို့ဒီတောင်းတငယ်ထုတ်လွှတ်လွှဲတဲ့ဒီမျိုးသားမဖော်ပြနိုင်တဲ့ကုန်ကျန်းတွေပေါ့နော်ဒီခေါင်းအုံတို့ဖွက်မှောက်တို့ဟိုဆွဲဖတ်တို့အကုန်လုံးကြောက်ရောပြီးကြိတ်တဲ့ DSR တွေဆက်ယုံနေပြီးထုတ်လွှတ်တဲ့ NSR 20ပေါ့နော်အဲ့လိုများပါတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့အစေးလီဟိုအစေးကြီးကနေပြီးတော့ဝယ်ပြီးတော့မှရေသွေးကောင်းတော့ပါထုတ်လာတဲ့ RSS 1နေပေါ့နော် RSS 1နေကိုတော့တော်တော်တို့တော်တော်များများထွက်လာပါပြီခင်ဗျနောက်ပိုင်းမှာပို့ပြီးတော့များလာလိမ့်မယ်လို့တော့ကျွန်တော်မျှော်မှန်းပါတယ်ဟုတ်ကဲ့ဒီလိုခုနပြောတဲ့အတိုင်းအများကြီးတင်ပါရယ်